ဒီမိုကရက်တစ်မြန်မာအသံ DPP ရဲ့အော်တိုဘားလ29ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နာဆင်ရမယ့်သတင်းတွေကတော့မြမရေးပူပေါင်းဆောင်ရွက်ရန်ဒေသတွင်းနိုင်ငံများကိုမလေးရှားဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်း၊မြမလူထုစန္ဒကိုလေးစားဖို့နဲ့အတုအယောင်ရေးကောက်ပွဲကိုအတိအမှတ်မပြုဖို့ NLD ကတောင်းဆိုတဲ့သတင်းနဲ့ရခိုင်ရေးပိုင်နယ်ထဲငါခုဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမားလေးယောက်ကို AA ကဖမ်းဆီးလိုက်တဲ့သတင်းတွေနာဆင်ကြရမှာပါ။ မြန်မာနိုင်ငံပေါ်ထိတွေ့ဆက်ဆံဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဆက်လက်ပေးအပ်ဖို့နဲ့အဖွဲ့ဝင်နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတိုက်တွန်းလိုက်ပါတယ်မလေးရှားနိုင်ငံမြို့တော်ကွာလာလပူမှာအော်တိုဘာ29ရက်နေ့ကကျင်းပနေတဲ့အာဆီယံအရှိအာရှထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံပဋိပက္ခနဲ့နိုင်ငံတွေပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောထားတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်စုဝေးရောက်ရှိနေတဲ့ခေါင်းဆောင်တွေနဲ့စက ာပြောဆိုရမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကကျွန်တော်တို့အနေနဲ့အကြက်ကင်ဆောင်ရွက်ခြင်းထက်တွေးဆုံဆွေးနွေးမှုတစ်ဖက်ဆောင်နှင်းထက်ဟန်ချက်ညီမျှမှုထိတ်တိုက်ရင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဆက်လက်ထောက်ခံသွားမှာပါလို့ပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်တွေမှာလည်းပါဝင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံဖို့သူတို့ရဲ့ကိုယ်ပိုင်အမျိုးသားရန်ရီးတွေကနေတဆင့်ဆောင်ရွက်ဖို့လည်းမလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ မြမပြည်သူလူထုရဲ့ဆန္ဒအမှန်ကိုလေးစားအတိမတ်ပြုဖို့နဲ့အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့တရားမဝင်ရေကောက်ပွဲကိုအတိမတ်မပြုဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NRD ကနိုင်ငံတကာခေါင်းဆောင်တွေနဲ့အစိုးရတွေကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့2020အထွေထွေရေကောက်ပွဲရဲ့တရားဝင်မှုနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအော်တိုဘာ28ရက်မှာထုတ်ပြန်ပြီးအချက်9ချက်ကိုတောင်းဆိုလိုက်တာပါ။တောင်းဆိုချက်တွေထဲမှာတော့ CO2 ံစုရဲ့အတူရောင်ရွေးကောက်ပွဲတွေအတွက်နီးပညာအထောက်ပံ့တဲ့ငွေကြေးအကူအညီတွေမပေးဖို့ရွေးကောက်ပွဲလေလာသူတွေစေလွတ်တာမလုပ်ဖို့စီအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲတရားမဝင်ကြောင်းအသိမှတ်မပြုကြောင်းပူးတွဲကြေညာဖို့နဲ့တရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိမှတ်မပြုဖို့တောင်းဆိုထားပါတယ်။ ဒါဖြင့်တရားမဝင်ရွေးကောက်ပွဲရက်လက်အရပေါ်ထွန်းလာမဲ့အဖွဲ့တင်တဲ့ပူပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ပိတ်ဆို့အရေးယူမှုတွေဆက်လက်ထားရှိဖို့တိုက်တွန်းထားသလို NLD ဥက္ကဋ္ဌနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ပါဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဆောင်ရွက်ပေးဖို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေလူ့အခွင့်အရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုကူညီအကောင့်ထယ်ပေးဖို့ကိုလည်းတိုက်တွန်းပါတယ် စစ်တပ်ကပြန်လည်သိမ်းယူထားတဲ့ကြောင်မဲမြို့မှာတအားအမျိုးသားလွတ်မြောက်ရေးတမတော် TNR နဲ့ပတ်သက်တယ်လို့ယူဆရသူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုလိုက်လံချိတ်ပိတ်နေပါတယ်။ TNR တအားတပ်ကတနည်းကြောကြာထိန်းချုပ်ထားတဲ့မြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုအာဏာသိမ်းစစ်ကောင်စီတပ်ကဒီအောက်တိုဘာလ3ပိုင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲဒီနောက် အုတ်ချုပ်ရင်ရားများတွေပြန်လဲတိဆောက်နေပြီး TNRE နဲ့ပတ်သက်တယ်လို့ယူဆရသူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအော်တိုဘာ29ရက်ကစတင်ပြီးလိုက်လံချိတ်ပိတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောက်မဲမြို့မှာချိတ်ပိတ်ခံရမဲ့အိမ်ပေါင်း60ကျော်ရှိတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အဲ့ဒီထဲမှာအမွေဆိုင်အိမ်တွေအိမ်ငါးတွေနဲ့စိုင်ခန်းတွေပါပါဝင်နေတာကြောင့်နှစ်နာသူတွေလည်းရှိနေတာပါ။ ပန်ရောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမြန်မာရေးမှကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြို့အမေရိကန်တန်ယုံရှိမှသွားရောက်တောင်းဆိုခဲ့တယ်လို့အိတ်ဖွင့်ပေးစာတစ်စောင်လည်းပေးအပ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခရီးစဉ်အတွင်းမြန်မာရေးကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြို့အမေရိကန်တန်ယုံရှိမှအောက်တိုဘာ29ရက်နေ့နေ့ကသွားရောက်တောင်းဆိုခဲ့ကြပါတယ်။အမေရိကန်နိုင်ငံအနေနဲ့မြန်မာရေးကိုပုံမထီရောက်စွာအလေးထားဆောင်ရွက်လာစေဖို့အတွက်တိုက်တွန်းတောင်းဆို ိုထားတဲ့အိတ်ခွင့်ပေးစာကိုလည်းဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံကနေတဆင့်အောက်တိုဘာ22ရက်ကအမေရိကန်အစိုးရ DOSC ကိုပေးပို့နိုင်ခဲ့တယ်လို့ကိုသန်းစော်ထက်ကပြောပါတယ် ရခိုင်ရေပိုင်နှစ်ထဲကိုဝင်ရောက်ပြီးငါးခုဖမ်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားလေးယောက်ကိုအော်တိုဘာ29ရက်မှာအရခန်တပ်တော် AA ရဲ့ကမ်းခြေစောင့်တပ်ကဖမ်းဆီးလိုက်တယ်လို့ကမ်းခြေစောင့်တပ်နဲ့နီးစပ်သူတွေစီကသိရပါဗျ။ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနက်မြို့နယ်ကငါးဖမ်းသမားလေးယောက်ဟာဆက်လီဒစင်နဲ့ရခိုင်ရေပိုင်နှစ်ထဲကိုအော်တိုဘာ29ရက်မနေ့ပိုင်းမှာဝင်ရောက်ပြီးငါးခုဖမ်းခဲ့တဲ့အတွက်အရခန်တပ်တော်ကလှမ်းခေါ်ဖို့ထွက်ပြေးဖို့ကြိုးစားတာကြောင့်ဖမ်းဆီးခဲ့တာလို့သတင်းရင်းမြစ်တယောက်ကပြောပါဗျ။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖန်သမားတွေဟာရခိုင်ရေပိုင်တဲ့ကိုခုံးဝင်ငါးဖန်ပြီးတော့ရခိုင်ဒေသခံငါးဖန်သမားတွေကိုအုပ်စုလိုက်အနိုင်ကျင့်မှုတွေရှိတယ်လို့မောင်တော်မြို့နယ်ဒေသခံတွေကပြောပါတယ်။ဒါပြင်စက်တင်ဘာလအတွင်းကလည်းရခိုင်ရေပိုင်တဲ့ကိုခုံးဝင်ငါးဖန်တဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမားတွေကိုလိုက်လံဖမ်းဆီးရမှာအေးအေးရဲ့ကမ်းခြေဆောင်အရာရှိတယောက်နဲ့တပ်ဖွဲ့ဝင်တယောက်ကိုငါးဖန်သမားတွေကတတ်ပြီးလက်နက်တွေယူဆောင်ထွက်ပြေးသွားခဲ့ပါတယ်။